အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ Liverpool X Flyman Channel ရနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့လာမယ့်ပုဒ်တော်ဦးနေ့ညမှာရှင်းပြရင်ကစားမယ် Crystal Palace နဲ့ခါရမောင်းကပွဲစဉ်အကြောင်းလေးအချင်းချင်းလေးဆွေးနွေးကြည့်အောင်ပါခင်ဗျာဒီကျွန်တော်တို့အတင်းရဆိုရင်ဒီချိန်ရှုံးပွဲတွေကနေတင်ငန်းလာယူပြီးတော့ Arnislaw အတွက်အခုချိန်လိုအပ်နေတာရိုးရှင်းတဲ့နိုင်ပွဲတဝဲဖြစ်ပါပဲဒီ Crystal Palace နဲ့ခါရမောင်းကပွဲရဆိုရင်ကျွန်တော်တို့နိုင်ပွဲလမ်းကြောင်းပေါ်ကိုပြန်ရောက်ဖို့အတွက်ကိုအခုရင်းဖြစ်အသုံးချမဲ့ပွဲစဉ်တဝဲလည်းဖြစ်ပါတယ်ခင်ဗျာ အနည်းဆုံးတော့ကျွန်တော်ရှေ့ဗီဒီယိုမှာတုံးတက်ခဲ့တဲ့အရာတွေကိုဖြည့်ရှင်းဖို့အတွက်ကိုဘယ်လိုအချက်၄ချက်ကိုအသုံးပြုလာနိုင်မလဲဆိုတော့ကျွန်တော်တို့လေ့လာကြည့်အောင်ပါခင်ဗျာပထမဆုံးအချက်အနေနဲ့ဒီအနီစလော့ကဒီကာမောင်းခတ်ပွဲစဉ်မှာဆိုရင်ဘယ်ကစားသမားတွေကိုအနာပေးပြီးတော့ဘယ်လိုလူစင်းနဲ့ပွဲထွက်လာနိုင်လဲဆိုတဲ့အချက်ကိုကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အခုလိုမျိုးကျွန်တော်တို့၃ရက်ချာတပွဲကန့်နေရတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ရဲ့ တချို့တော့အဓိကကစားသမားကြီးတွေအနာပေးတင်တယ်ဗန်ဒိုက်တို့လည်းအနာပေးတင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အတင်းရဲ့စိတ်ဓာတ်ပိုင်းဆိုင်ရာအကောင်းဘက်ကိုရောက်ဖို့အတွက်ကိုနိုင်ပွဲကလည်းပြန်လဲလိုအပ်နေတာဖြစ်တဲ့အတွက်ကြောင့်အဓိကကစားသမားအချို့နဲ့ဒီအရန်ကစားသမားတွေကိုလူငယ်တွေနဲ့ရောပြီးတော့ပဲပွဲထွက်လာမလားအနီစလုံးနေနဲ့ဘယ်လိုလူစင်းနဲ့ပွဲထွက်လာမလဲဆိုတော့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်နောက်ဒုတိယမြောက်အချက်အနေနဲ့ကတော့ကျွန်တော်တို့ရှေ့ဗီဒီယိုမှာဆွေးနွေးခဲ့တဲ့အတိုင်းပဲ possession နဲ့ discipline error ကိုဖြည့်ရှင်းဖို့အတွက် Arne Slot ကဒီရှေ့ဗီဒီယိုမှာသုံးသပ်ခဲ့တဲ့လိုမျိုးကျွန်တော်တို့လေဘာဘူးကစားသမားတွေကိုပုံမူတိကျတိချတဲ့ဇုံတွေအလိုက်ကိုကစားနိုင်ဖို့တိချပြင်ဆင်ရမှာဖြစ်ပါတယ်ခင်ဗျာတတိယမြောက်ချက်ကတော့ကျွန်တော်တို့လေဘာဘူးအသင်းတွေကဒီ Crystal Palace ရဲ့ချင်းချောင်းမှုတွေကိုကာကွယ်နိုင်ဖို့အတွက်ပြင်ဆင်ရမယ့်အပိုင်းဖြစ်တယ်ပေါ့နော်ဒီ Crystal Palace အသင်းအရဆိုရင်ကျွန်တော်တို့ ီမီယာလီမှာဆိုရင်ဂိုးရနိုင်ကြီးအမြင့်မားဆုံးပေါ့နော် HG အမြင့်ဆုံးအသင်းတစ်သင်းဖြစ်တဲ့ဒါဟာသူတို့အသင်းရဲ့တိုက်စစ်ကအခွင့်အရေးဘယ်လောက်ထိဖန်တီးမှုအားကောင်းလဲဆိုတော့မြင်ရတဲ့အချက်တစ်ချက်ဖြစ်တဲ့ ဒါကြောင့်ကျွန်တော်တို့လီဗာပူးအသင်းကစားသမားတွေအနေနဲ့ကလည်းဒီခရစ်စတယ်ဘဲလီရဲ့ခေါင်းနာအတက်တွေကိုအထူးဂရုတစိုက်နဲ့နေရာရီမှုမှန်မှန်နဲ့တည်တည်ချာချာလေးကာကွယ်ဖို့လိုအပ်ပါတယ်ခင်ဗျာနောက်ဆုံးချက်ကတော့ဒီကျွန်တော်တို့စိတ်တက်ပိုင်းဆိုင်ရာမူမတန်ပြန်အားကောင်းအောင်လုပ်ဖို့အတွက်ဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ဒီပွဲစဉ်ဟာဆိုရင်ခလာပေါင်းကပ်ပွဲစဉ်ဖြစ်တယ်ဆိုပေမဲ့လည်းဒီပွဲမှာအနိုင်ရယူနိုင်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ကစားသမားတွေရဲ့ယုံကြည်မှုကပုံမှုပြီးတော့မြင့်တက်လာမှာဖြစ်တယ် ပြီးတော့ဒီကျွန်တော်တို့ပထမဆုံးရှုံးပွဲစတွေ့ခဲ့တဲ့ခရစ်စတယ်ဘဲလေးကိုပြန်လဲအနိုင်ယူပြီးတော့ကျွန်တော်တို့နိုင်ပွဲတွေစီကိုပြန်လဲသွားနိုင်မလားဆိုတဲ့အချက်ကိုလည်းကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်တယ်ကျွန်တော်တို့ဒီခရစ်စတယ်ဘဲနီးနဲ့ပွဲမှာသာအနိုင်ရရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့ပလီယာတွေအတင်းအတင်းလုံးစိတ်တပိုင်းဆိုင်ရာမူမတက်ပြန်အောက်ကောင်းလာမှာဖြစ်ပြီးတော့အက်စတိုဗီလာနဲ့ပွဲမှာလည်းကျွန်တော်တို့ဒါကင်လုံးပြည့်အာသွန်ခွန်ဆိုင် PR ရောသွားနဲ့ရှင်းမြိုင်ကစားနိုင်မယ်လို့ကျွန်တော်ယုံကြည်ရယ် ဒီတော့အာနစ်စတော့ဟာဘယ်ကစားသမားတွေကိုပွဲထွက်လူစင်းမှာတုံးနိုင်မလဲဘယ်ကစားသမားတွေကိုအနာပေးမယ်ထင်ကြလဲပြီးတော့ဒီကျွန်တော်တို့ first line နဲ့အရင် line နဲ့ကစားသမားတွေပဲပွဲထွက်မလားဒါမှမဟုတ်ရင်လူငယ်တွေနဲ့ပါရောပြီးတော့ပွဲထွက်မယ်ထင်လားအားလုံးရဲ့အမြင်လေးတွေကို comment မှာဝေမျှဆွေးနွေးပေးသွားလို့ရပါတယ်ခင်ဗျာစုံလေးရှိရှိပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ